ရာတွေအများကြီးသူပေးဆက်ပြီးတော့မှသူ့နိုင်ငံမှာနျူကလ িয়ার ပိုင်နေဒေါ်နယ်ထရန့်လိုမျိုးလူမျိုးတော်မှသူ့ကိုတွေးချင်တယ်ဆိုလို့ရှိရင်တော်ယုံနဲ့တွေးခွင့်ရဖို့တော့မလွယ်ဘူးเนาะအဲ့တော့သူ့ကိုအပုံမှန်အဖြစ်သူ့နိုင်ငံကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတော့အမျိုးမျိုးပြောလို့ရတယ်ရှုထောင့်မျိုးမျိုးနဲ့မြင်လို့ရတယ်ဒါပေမဲ့သူ့ကိုမြကန်းမျိုးချစ်လို့လည်းပြောလို့ရတယ်ဒါပေမဲ့သူ့လိုရမှာတွေကိုအမှန်တကယ်သူလုပ်ခဲ့တယ်သူ့နိုင်ငံအတွက်ကုန်မငင်အောင်သူလုပ်ခဲ့တယ်ဘယ်သူမှသူ့နိုင်ငံကိုတော့မထီရအောင်လုပ်ခဲ့တယ် နော်အာနာရှင်တယောက်ဆိုပေမဲ့လည်းတကယ်ကို तू လှုပ်တင်လှုပ်ထိုက်တာလှုပ်ခဲ့တယ် तू အလွန်ပေါ့ तू အလွန်မှာ तू တိဆောက်ခဲ့တဲ့အရာတွေနဲ့နောက်တက်လာမဲ့ तू သမီးပဲဖြစ်ပါဖြစ်စသဖြင့်ပေါ့ဒီလိုလူတွေရဲ့စမ်းသစ်မှုနဲ့စမ်းသစ်မှုနဲ့မြောက်ကိုရီးယားနိုင်ငံပြန်ပြီးတော့တောင်ကိုရီးယားလောက်ချမ်းသာလာဖို့မရှိဘူးဆိုရင်တော့မှပြန်ပြီးတော့တောက်ပလာနိုင်တယ်ဆွမ်းအင်အပြည့်ရှိတဲ့ဆွမ်းအအပြည့်ရှိတဲ့တက်မတော်ယူပိုင်ဆိုင်ပြီးတော့မြောက်ကိုရီးယားပြန်ပြီးတောက်ပလာနိုင်တယ်လို့ကျွန်တော် ဒါကျွန်တော်ဒီလိုမြင်ပါတယ်ဆိုတော့နောက်တဲ့ရင်ကတော့တရင်ကျို့ပြည့်ရဖြစ်တဲ့အတွက်ရန်ကုန်မြို့မှာရှိတဲ့ပြည်သူ့ရင်ပြင်မှာလူတွေစီကားနေပါတယ်သွာလာလှုပ်ရှားနေကြပါတယ်ဆိုတော့ကျွန်တော်တို့ကတော့တိတ်မထီဘူးပေါ့နော်ကျွန်တော်တို့အပြင်နဲ့တိတ်မထွက်တဲ့ခါကျတော့ပြည်သူတွေအခုလိုမျိုးပျော်ပျော်ရွှင်ရွှင်အခုလိုသွာလာနေကြမြင်တော့လေကျွန်တော်တို့ဝမ်းသာတယ်ဒီထက်ပိုပြီးတော့ အရင်လိုမျိုးတော့ရိုးရပွဲတွေစစ်စီကားကားနဲ့ကျင်းပတယ်လူငယ်တွေလည်းလူငယ်အလျောက်ပေါ့နော်လူငယ်တွေဆိုလို့ရှိရင်အရင်တော့ EDM ပွဲတွေရှိတယ်ပြီးရှိုးပွဲတွေရှိတယ်အဲစသဖြင့်အဲ့လိုပွဲတွေမြို့ထဲမှာကျင်းပပြီးတော့ပုံမှန်တိုင်းပြန်လည်လည်ပတ်တယ်ဆိုလို့ရှိရင်လည်းအကုန်လုံးပေါ့အဲ့တော့အဲ့လိုပွဲတွေဆိုတာလည်းအကုန်လုံးအတွက်ထိရောက်တဲ့အရာတွေဖြစ်ပါတယ်ဒါမျိုးတွေကိုပြန်ပြီးမြင်ကျင်းပါတယ်ကျွန်တော်တို့ရဲ့ဆန်လာရသည့်ပွဲတော်တွေကိုလည်းဟိုပုံမှန်တိုင်းကျင်းပတာမျိုးလေးမြင်ချင်ပါတယ်အခုလိုမျိုးလူငယ်တွေတွာလာနေတာမြင်ရတယ်နော်ဒီပြည်သူ့ရေမင်းထဲမှာ စုယုံပြီးတော့အခုလိုမျိုးဟိုပြောပြောချင်းချင်းဆင်နွှဲနေတာမြင်ရတော့ဝမ်းသာပါတယ်ချို့တော့မီဒီယာတွေကကောလာလာတွေရေးတော့မှာပေါ့နော်ဒီလူငယ်တွေဒီလိုသွားလာတယ်အပြန်မှာပေါ်တာဆွဲတယ်လို့ဘာလို့စသဖြင့်တော့ပြောတော့မှာပေါ့နော်ဒီခုလိုမျိုးသွားလာရင်တို့ကမကြိုက်ဘူးနော်ပြည်သူတွေပြောနေတယ်ဆိုတို့မကြိုက်ဘူးပြီးကြတဲ့ပိုင်းကရေကြောပွဲစည်းတို့ဟိုဘက်ရက်ကကျွန်တော်လမ်းပွဲစည်းတို့နော်ဒီလိုပွဲစည်းတွေဆိုလို့ရှိရင်လည်းပြည်သူတွေအများကြီးသွားတာတို့မကြိုက်ပါဘူးဒီလိုပြည်သူတွေအများကြီးသွားတယ်ဆိုလို့ရှိရင်ဟိုတို့အာယုံ မရလို့ဗောနော်သူတို့ကိုယူမဆိုင်မှာဆိုလို့သူတို့ကပြည်သူများများဆဆအဲ့လိုသွားနေလဲဆိုသူတို့ကြိုက်တာမဟုတ်ပါဘူးအလရဲ့မှာပြောရှင်ပါစီလို့ဆုတောင်းပါတယ်နောက်တရင်တဘူကတော့ကျွန်တော်တို့ online အဆိုင်ဗောနော် online အဆိုင်ကနောက်ဆုံးပွဲကိုထိုးသွားပြီအနိုင်နဲ့နှုတ်ဆက်သွားတယ်ဗောနော်အဲ့တော့ဒီပွဲမှာကျွန်တော်တို့မြန်မာနိုင်ငံကဆူတော်ကြီးဦးလေးဖြူကိုရိုင်းအမေလိုက်ကတချင်းနဲ့ဖြောပြပေးခဲ့တာလည်းတွေ့ပါတယ်ကြသိန်းထားလောက်စရာပဲရောင်စုံမိတိကြားထဲမှာပါစိန်ဒီ အဲ့ဒီမိကြားထဲမှာဥလိဖြူရဲ့ထွက်လာတဲ့ဟာပြီးတော့ online ဆိုင်ရဲ့ဒီနိုင်ငံတော်အလံခြုံထားတဲ့မြင်ကွင်းကအာကျွန်တော်နိုင်ငံအတွက်ဆာလောင်ပါတယ်။တော့ကျွန်တော်နိုင်ငံ အနေနဲ့ပေါ့ကိုစားပြုပြီးတော့နိုင်ငံကိုစားပြုတခုမဟုတ်လို့ရှင်တော့မှနော်နိုင်ငံတော်အလံကိုအဲ့လိုထမ်းပိုးထားတဲ့သူတွေကိုမြင်လို့ရှင်ကျွန်တော်တို့တကယ်စိတ်ထဲကကြည်နူးမိပါတယ်အမေလိုက်ကတချင်နဲ့ထိုင်းမှာဆိုတဲ့ခါကျတော့ drop ဘုံချတဲ့ ဗီဒီယိုတွေကျွန်တော်ပြပြမြင်တယ်ပေါ့နော်။အဲအမဲလိုက်ကတချင်ဘယ်မှကြာကြာအဲ PDF တွေကောင်းပေါ့ Dragon ကြာနေတာပဲကျွန်တော်မြင်ရတယ်ပေါ့။နောက်တတိယနှစ်ဘုတ်ကတော့ Harmat တွေကတစားကန်နေအကုန်လုံးကိုပြန်လွတ်ပေးဖို့ဆိုပြီးတော့သဘောတူလိုက်ပြီလို့သိရပါတယ်။အဲ Israel တစားကန်နေနဲ့အခြားသောတစားကန်တွေပေါ့သူတို့ဖန်ဆီးထားတစားကန်တွေပြန်လွတ်ပေးမယ်လို့ပြောတယ်ပေါ့။စရေကဒီတစားကန်တွေကိုသူတို့ကကင်ထားရဲဆိုတာပြန်မလွတ်ဘူးဆိုတာသူတို့တအမကန်ချက်တစ်ခုအနေနဲ့ကင်ထားတာလွတ်လိုက်ပြီဆိုရင်အစ်ဇူရီဘာလုပ်မလဲသူတို့သိတယ်နေတန်ယာဟုဘယ်လောက်ရက်ဆက်လဲသူတို့သိတယ် တော့ဟာမတ်ဒီအတွက်ကတော့ဘယ်လိုအလှည့်ပြောင်းဖြစ်လာမလဲတော့မပြောတတ်ဘူးအဲ့တော့တစားကန်နေပြန်လှုပ်ပြီးမယ်တစားကန်အနေနဲ့ဘယ်လိုလှုပ်သွားမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်တစ်နေ့ဘုံကတော့ကျွန်တော်တို့ပိတ်ရခยีသွားများတာကြောင့်အမြန်လမ်းပေါ်မှာရင်ကျော်ပိတ်ဆို့မှုဖြစ်ပေါ်နေပါတယ်အဲ့တော့ဆော့ချောင်းတရားပေါ့တိတဲ့အတိုင်းပဲအဲ့မှာတရားကဘီလီတရားထိုးရတယ်တချမ်းမရှိတယ်အဲ့တော့တချမ်းမရှိကြတော့ပုံမှန်တိုင်းတော့မှကျွန်တော်တို့သွားမယ်ဆိုတော့အဲ့နားလေးမှာနည်းနည်းလေးဆောက်ရတယ် တော့တရားတစ်ဖက်ပဲရှိတယ်ဟိုဘက်ကလည်းမကောက်လို့သွားလို့မရတဲ့အနေထားပေါ့နော်အဲ့တော့ဒီတစ်ဖက်လေးကိုအလဲကျသွားနေရတယ်အခုတရင်ကြားတော့အမြန်လမ်းပေါ်မှာအေးဆွာချောင်းတရားပတ်ဝန်းကျင်မှာကားတွေပိတ်မိနေတယ်တစ်ခါလှုပ်လို့ရှိရင်အစီး90ပဲလှုပ်တယ်တစ်ချမ်းလှုပ်လို့ရှိရင်ပေါ့နော်အဲ့မှာမိသက်တစ်ဖက်ကတာဝန်ရှိတဲ့သူတွေကလမ်းကျော်ရှင်းလင်းရေးတွေလှုပ်ဆောင်ပေးနေတယ်ရင်ကျော်ပိတ်ဆို့မှုအရှိဖြစ်နေတယ်လို့သိရပါတယ်နောက်တစ်ရင်တစ်ဖက်ကတော့ချင်းပြည်နယ်မင်းတပ်မြို့မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ် အဲ့တော့ယသတိခိုက်မှုရှိတယ်လို့ပဲပြောမှာပေါ့နော်သူတို့ကတော့တည်င်းလို့ပဲရေးမှာပေါ့အဲ့ဒီတိုက်ခိုက်မှုမှာကျသွားတဲ့ဟိုတယ်နော်လေးဘုံကျသွားတဲ့ဟိုတယ်သူတို့ရိုက်လို့ရိုက်ထားလိုက်တာပဲကျွန်တော်ဓာတ်ပုံတွေကိုကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်မှတ်တမဲ့ဘရောမမကြည့်ပါဘူးဓာတ်ပုံတွေကိုအမြဲတမ်းကျွန်တော်တို့ကတန်တရားမျက်လုံးနဲ့ကြည့်ပါတယ်အဲ့တော့လေကြောင်းတိုက်ခိုက်ခံရတဲ့ဓာတ်ပုံကိုကြည့်လိုက်တဲ့အချိန်မှာဟိုတယ်ရဲ့ဓာတ်မှာတဲအိတ်နဲ့ဘန်ဂါလုထားတာတွေ့ရပါတယ်